မင်္ဂလာပါရှင်အခုလအစောပိုင်းကရိုဟင်ဂျာဒုက္ခသည်တွေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကော့ဘဇာနယ်စပ်အနီးမှာငါးဖက်နေချိန်အာရခတ်တော်တော်အေအေရဲ့ဖမ်းဆီးခြင်းခံခဲ့ရပြီးတရက်ကြာမှဘင်္ဂလားဒေ့ရှ်အိမ်ဆောင်တပ်ကအေအေနဲ့ညီနိုင်ပြီးနောက်မှာပြန်လည်လွတ်မြောက်လာခဲ့ပါတယ် မိုဟာမက်ယူနိုဦးဆောင်နေတဲ့ဘင်္ဂလားဒေ့ရှ်အင်ဆောက်အစိုးရဟာအာရခတ်တက်တော် AA နဲ့အဆက်အသွယ်ရှိတယ်လို့နိုင်ငံသားရေးဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ်တူဟစ်ဟူစိန်ကပြီးခဲ့တဲ့လမှာသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ရခိုင်ပြည်နယ်ကို AA ကအပြည့်အဝထိန်းချုပ်ထားနိုင်တဲ့အတွက်နိုင်ငံအကျိုးစီးပွားအတွက် AA နဲ့အဆက်အသွယ်ဖြတ်တောက်ဖို့မဖြစ်နိုင်ဘူးလို့သူကပြောပါရယ်။ဒါ့အပြင်ပြီးခဲ့တဲ့2019အတွင်းကနယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ရိုဟင်ဂျာဒုက္ခ တဲ့တသန်းကျော်ရင်းနဲ့ပတ်သက်ပြီးအေးအေးနဲ့ထိတွေ့ဆက်ဆံဖို့လိုအပ်တယ်လို့လည်းသူကဆိုပါရယ်။အဲ့ဒီဒုက္ခတွေတွေကို နေရပြတ်ပို့နိုင်ဖို့ဘင်္ဂလားဒေ့ရှ်အစိုးရကကြိုးစားနေပေမဲ့အခုချိန်အထိမအောင်မြင်သေးပါဘူး။ဒါပြေရခိုင်ပြည်နယ်အတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးစည်းကြံတိစောက်ဖို့ကုလသမဂ္ဂရဲ့အဆိုပြုချက်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကသဘောတူတယ်လို့ဒူဟီဟူဆိုင်က ပြီးခဲ့တဲ့ဧပြီလ28ရက်မှာပြောဆိုခဲ့ပါရယ်။